င်္ဂလာပါမြစ်စနာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းဒေသလူမျိုးစုတွေရဲ့အသံတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ကျောင်းသုံးဖတ်စာအုပ်မရရှိတာကြောင့်ပူတော်ခံအတွင်းကျောင်းသူကျောင်းသားတွေအခက်ကြုံနေရပါတယ်ဘကမြို့နယ်ဝါရဆုကြီးရွာကစစ်ဘေးတင်းချောင်းနေတဲ့ပြည်သူတို့ချုပ်နေရပြန်ကြပါပြီမြို့ရွာထဲတိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် ြည်သူသေဆုံးတာတွေများလာတာကြောင့်ဆိုရင်နေရတဲ့ဖက်ကန်ဒေသခံတွေရဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျောင်းသုံးဖတ်စာအုပ်မရရှိတာကြောင့်ပူတော်ခရိုင်အတွင်းကျောင်းလူကျောင်းသားတွေအခက်ကြုံနေရပါတယ်။ပူတော်ခရိုင်အတွင်းကအစိုးရကျောင်းတွေမှာကျောင်းသုံးဖတ်စာအုပ်တွေမထုတ်ပေးသေးတဲ့အပြင်အပြင်မှာလည်းရောင်းချသူတွေမရှိတာကြောင့်ကျောင်းသူကျောင်းသားတွေဟာဖတ်စာအုပ်မရှိဘဲကျောင်းသက်နေကြရတယ်လို့ဒေတာခဏကြီးကပြောပါတယ် အရင်နှစ်တွေကလိုအစိုးရကြောင်းအပ်တဲ့အခါဖတ်စာအုပ်တွေကိုတရားရမဲ့အတန်းလိုက်တခါတည်းမထုတ်ပေးတော့တဲ့အတွက်အခက်ကြုံနေရတာလို့ဘူတော်ဒေတာခန်တူကပြောပါဗျာ။ ိုင်းနင်းကိုစက်ကောနန်တူဝကလည်းငါသုံးဝကနင်းတူဝမူလီထမဒီပေါ်ရလေပုံကြကြိုက်တော့မန္တလေးကွန်တာကြောင့်ကိုတောင်းမနင်းကနမ်တဲလမ်ကိုလူမရီလေချွဲခေါ်စုရကနခါမိုင်မှုနေအမစမရဒီမစုရကနမုန်ကနမ်နဲ့ကြောင့်မရမိုဒိုလာမုန်တင်းရန်ကညံကတဲ့ဟင်ကမ်ထိုမန္တလေးကစုရကနဒစ်လာမုန်ဒီလေရင်ကြီးအရင်ကအနေငယ်ချမ်းရှိနေတဲ့ဖတ်စာအုပ်ပါရဆောင် ကျပ်9000နဲ့ရောင်းချကြတဲ့အချိန်ကျောင်းသူကျောင်းသားအနေငယ်ရကြပြီမဲ့အများစုကတော့မဝယ်လိုက်ရဘူးလို့လည်းဆိုပါတယ်ဘယ်ဒီမုန်ကျတဲ့ဒီငါဆိုတော့မောရတဲ့ပေါ်တဲ့ဆိုသူကအဲဒီကြောမှာသတ်ပြီးဘယ်ဒီမုန်ငါကောင်းစေလောလောနိုင်ဒီလိုဒီဟဲ့အန်တိုင်းဒီကေဝါဒီတန်းကလေးမိဘတွေဟာမိချင်းအမျိုးကနေဖတ်စာအုပ်ဝယ်ယူဖို့ပြုလုပ်ကြပေမဲ့ပြက်လက်နေတဲ့အတွက်မရရှိကြသလိုဒေတာအတွင်းဖတ်စာအုပ်ဟောင်းတွေကိုရှာဖွေပြီးတောင်းယူတာမျိုးရှိပေမဲ့လည်း အခုချိန်ထိစုံနေအောင်မရှိသေးဘူးလို့သိရပါဗျ။ဒါအပြင်ရေးစာအုပ်တွေလည်းပူတောက်ခရိုင်အတွင်းရောင်းချတာမရှိတဲ့အတွက်တချို့ကမြစ်ချနာမြို့ကနေမာယူကြတယ်လို့လည်းသိရပါဗျ။အရင်နှစ်တွေကအစိုးရအကြောင်းမှာကျောင်းလာအပ်တဲ့ကလေးတွေကိုကျောင်းအတန်းနေမှာပဲမူလကျောင်းကနေအထက်တန်းထိဖတ်စာအုပ်နဲ့ရေးစာအုပ်ခဲတံဘောပင်ပေတာနဲ့ခဲပြတ်တွေကိုတခါတည်းပေးလိုက်ကြပြီမဲ့ဒီနှစ်မှာတော့မရှိတဲ့အခြေအနေပါ။ပူတောက်ခရိုင်အတွင်းကမြို့နယ်တွေမှာတာမကဂျေးရွာတွေအထိကျောင်းတက်နေတဲ့ကလေးတွေအနေနဲ့ ဇာယီကိရိယာတွေမရှိအောင်ကြောင့်ခက်ခဲနေတယ်လို့ဆေးဝါးတွေလည်းတမ်းမြစ်ပစ္စည်းတစ်ခုလို့တည်ယူခွင့်မရှိကြတဲ့အတွက်အခြေခံဆေးဝါးတွေတောင်မှမရှိတဲ့အခြေအနေကိုရောက်ရှိနေရလို့သိရပါဗျ။ပူတော်ဒေတာဟာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေတာတစ်ခုဖြစ်ပြီးရေကြီးရေရှမ်းမှုအပြင်မိုးရာသီရောက်တိုင်းဝေးလံခေါင်ဖျားတဲ့ဒေတာတွေမှာလမ်းပျက်စီးလေးရှိပြီးတည်ယူပို့ဆောင်ရေးခက်ခဲတဲ့အခြေအနေပါ။ ဖကမြုံနယ်ဝါရာစုကြီးရွာကစစ်ဘေးတိမ်းချောင်နေတဲ့ပြည်သူတို့နေရပြန်ကြပါပြီ။ဒေါတောင်နေထိုင်ကာလာရှိထပြေတိမ်းချောင်နေရတဲ့ဝါရာစုကြီးရွာကဒေတာခံပြည်သူတွေဟာမိုးရသည့်အချိန်ဒေါတောင်နေထိုင်ဆက်လက်နေထိုင်ဖို့ခက်ခဲဖြစ်လာတာကြောင့်မေလ၁၈ရက်နေ့ကစပြီးပြည်သူတို့နေရပြန်လာနေကြပြီလို့ပြောပါရယ်။ထပြေတိမ်းချောင်နေရနလာနေပါကြမြင်လာတဲ့နောက်ပိုင်း ဈေးအခြေအနေတည်ငြိမ်နေတဲ့ကာလအတွင်းအင်ချေ30လောက်ဟာနေရာမှာပြောင်းလဲနေထိုင်နေပြီဖြစ်ပေမဲ့လုံခြုံရေးအတွက်ဆိုရင်နေရာတရာကြောင့်သက်ဆိုင်ရာတွေကိုလုံခြုံရေးနဲ့ပတ်သက်ပြီးကူညီပေးဖို့တောင်းဆိုလိုရလို့ Horizon Data ခန်းနဲ့ဤဆက်သူသူကပြောပါရယ်။မိုးရည်လေရောက်လာပြီဆိုတော့ကျွန်တော်မပြန်လာလို့ကလည်းမရဘူးတောတောင်ကြီးရဲမှလည်းကျွန်တော်အရန်ဒုက္ခရောက်နေကြတာတောတောင်ကြီးရောက်ကြတယ်ကျွန်တော်ပြန်ဖို့ကြောက်နေသေးတဲ့သူတွေကလည်းရှိရအခုချိန်ကကျွန်တော်တနေ့တိုင်းလည်းမကြားရဘူးငြိမ်ရေသေးတော့အကုန်လုံးကတော့ပြန်လာခြင်းနေကြပြီ။ တချို့ဒီမျိုးဘက်ကိုထွက်ပြေးသွားတဲ့သူတွေပါတယ်လန်ကီအခက်ခဲတွေကြောင့်ကျွန်တော်ပြန်လာဖို့ခက်ခဲနေရလို့ရှိတယ်။စီရေးအခြေအနေတွေကြောင့်မရှလဆန်ပိုင်းကထွက်ပြေးတင်ဆောင်သွားကြတဲ့ WhatsApp Data Khan ပြည်သူတွေဟာကာလကြာလာတာနဲ့အမျှစာရေးတောက်ရေးအတွက်ဆိုရင်လာရတဲ့အပြင်တောက်တုံးရီအိုလေးတနိုင်နေနည်းနဲ့သုံးဆွဲနေရတဲ့အခြေအနေတွေပါ။လူကြီးတထောင်ကျော်ရှိတဲ့ဝရဆုရွာကတရားခံပြည်သူတွေဟာတောတောင်တွေချင်းနေရာခွဲပြီးနေရတဲ့အပြင် မူတွင်းမှာတောတောင်တွေထင်းနေပြီးချုပ်ဖြတ်ဖို့မလိုကိုရေအတွက်ဒေတာကန်ဗီဒူတချို့ဟာအရေးစွန်ပြီးနေရပြန်လာနေကြတာလို့ချမှတ်သိရှိရပါတယ်။ကလေးရီပညာရေးချမရေးနဲ့နေထိုင်စားသောက်မှုတွေကစရရှိအခက်ကြုံလာနေတာကြောင့်သက်ဆိုင်ရာတွေကနေအလေးပေးစဉ်းစားပေးဖို့လိုလာနေကြတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မွန်လွေ3နာရီဝန်းကျင်မှာဝရဆပ်ကြီးရွာအတွင်းတိုက်ပွဲ ဖြစ်ပွားတာမရှိဘဲစေကောင်းစီတပ်ကချက်ဖိုက်တာတစ်စက်နဲ့ပုံကြီးတိုက်ခိုက်တာကြောင့်အသက်29နှစ်အရွယ်ကိုလပြဘရောင်မိုက်ဆိုသူထိမှန်သိဆုံးခဲ့ရပြီးနေအိမ်တစ်လုံးမိလောင်သွားတဲ့အဖြစ်နေအိမ်နှလုံးတို့ထိခိုက်ပျက်စီးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဲဒီလိုလေးရင်နေပုံကြီးတိုက်ခိုက်တာတွေရှိလာတာကြောင့်ဒီတခါအများစုဟာဆိုရင်ပြီးပစလာဆန်းလောက်ပိုင်းကနေထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်လာကြတာဖြစ်ပါတယ်။ အမိမတိယောဂကူးဆက်မှုကြောင့်ဖက်ကတ်မြို့နယ်ဝါရဆုပ်ကြီးရွာမှာကျွဲနွားအစုလိုက်ထိဆုံးနေပါတယ်ဝါရဆုပ်ကြီးရွာအတွင်းကကျွဲနွားတွေမှာအမိမတိကူးဆက်ယောဂတမျိုးဖြစ်ပွားနေပြီးဒေတာခန္ဓာတွေတနိုင်တမိုင်မွေးမြူချတဲ့ကျွဲနွားအကောင်ရင်နှစ်ယောက်ဝန်းကျင်လောက်ထိဆုံးသွားပြီလို့ပြောပါတယ်ဒေတာခန္ဓာပြည်သူတွေဟာစိတ်ရဲ့အခြေအနေတွေကြောင့်တောတောင်တွေထက်ထွက်ပြေးတိမ်းရှောင်နေချိန်ယောဂအတွင်းကြံခဲ့တဲ့ကျွဲနွားတွေမှာ မေလာလောက်ကနေစပြီးအခုလိုကုဆက်ယောဂတွေဖြစ်ပွားလာလို့သိရပါဗျ။ကျွမ်းတော်အကြီးအငယ်မရွေးကုဆက်ယောဂဖြစ်ပွားနေပြီးလက်ချောင်းနာတယ်လို့မျိုးဖြစ်ပေါ်ပြီးတဲ့နောက်အမောဆုတ်တယ်လို့ဖြစ်ပြီးသေဆုံးသွားကြတာလို့ဝါရဇုပ်ဒေတာခန်နဲ့နိစတူတူကပြောပါဗျ။အကြီးတရားအကုန်ဖြစ်နေရကြောင်းဖြစ်ရင်တော့မလို့ဘူးအကုန်ပြီးတယ်တိတ်မလို့ရှာတိတ်မလို့ရှာတဲ့နောက်ရေရှာကြတယ်ပြီးတော့ခဏလောက်ကြာရင်တည်ပြီးတခြားလက္ခဏာတော့မတွေ့မိဘူးလက်ချောင်းနာလားဒီလေဖြစ်တာလားတော့မသိဘူး အင်ချေ380ကျော်ရှိရဝါရဇုပ်ခြေဝါဒေတာခံပြည်သူတွေတနိုင်တပိုင်းမွေးမြူချတဲ့ကျွင်းနွားတွေစုစုပေါင်းအကောင်ရင်ထောင်ကနန်းလောက်ရှိရာကနေလက်ရှိဖြစ်ပွားနေတဲ့အမည်မသိကူးဆက်ယောဂါတမျိုးကြောင့်တလကျော်အတွင်းကျွင်းနွားအကောင်ရင်200ဝန်းကျင်လောက်တည်ဆုံသွားပြီလို့လည်းဆိုပါရယ်စီးရဲအခြေအနေတွေကြောင့်မတ်လ3ပိုင်းကလေးကထွက်ပြေးသိမ်းဆောင်သွားတဲ့ဝါရဇုပ်ဒေတာခံပြည်သူတွေဟာနှစ်လနီးပါးကြာမြင့်လာတဲ့နောက်ပိုင်းလက်ရှိစီးရဲအခြေအနေတည်ငြိမ်တဲ့ကာလအတွင်းအင်ချေ30လောက်နေရာကိုပြောင်းလဲနေထိုင်ကြပြီလို့သိရှိရပါရယ် ကျဉ်ထောင်တွင်စေဝါမလုံလောက်တာကြောင့်၅လတွင်နိုင်ငံရေးအကျဉ်းသူအကျဉ်းသား၁၁ယောက်ပေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ၃ရက်နေ့အထိ PPNM လက်လက်မီကောက်ယူချနိုင်တဲ့စီးနွေအရ၁၁ယောက်အထိတေဆုံးခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလထဲမှာအုပ်ဘူးအကျဉ်းထောင်အတွင်းပုံမှန်50နှစ်ကနေထောင်တန်း9နှစ်ချမှတ်ခံထားရတဲ့စီတီအမ်ကျောင်းဆရာမကြီးတို့မြင့်မြင့်တန်းဟာ အချင်းနောက်အတွင်ကျမကြီးဆောင်းရှောက်မှုမရတာကြောင့်သွေးကြောပေါက်တိတ်ဆုံးခဲ့ရတာဖြစ်ပြီးစတေးရောက်မြောက်တိတ်ဆုံးသူဖြစ်လာတာလည်းဖြစ်ပါရယ်။ချောင်းဦးဆယ်မကြီးတို့မြင့်မြင့်တန်းဟာ ဒီဗီယောဂအခန်းရှိရာကြောင့်ဇေဝပုံမှန်သုံးဆွေးနေရသူဖြစ်တယ်လို့ယောဂပြင်ထန်လာချိန်ပြပမှာစေကုတော်ခွင့်တောင်းခံခဲ့ပေမဲ့ထောင်အာနာပိုင်တွေကအခွင့်ပြုခဲ့ခြင်းမရှိဘဲစိတ်အပြင်းတွေတွေ့နေရချိန်သွေးကြောပေါက်ပြီးသိဆုံးခဲ့တာဖြစ်တယ်လို့ BBNM ကဆိုပါတယ်မြန်မာနိုင်ငံကချင်းတောင်တွေမှာဂျမကြီးဆောင်ရှောင်မှုလုံလောက်စွာမရတာကြောင့်နိုင်ချင်းအပါအဝင်အချင်းချခဏရသူတွေဟာယောဂဖြစ်ပေါ်တဲ့အပြင်စိတ်ကုသခွင့်မရတာတွေကြောင့်ယောဂအခန်းတွေပုံမှုဆိုးရွားလာပြီး တိုက်ဆုံးတဲ့အခြေအနေမဟုတ်ဘဲအသက်ပေးရတဲ့အခြေဖြစ်ပေါ်နေရလို့ရှိရလို့ BBNM ကဆိုပါတယ်ပြည်ခေတ်2024ခုနှစ်မှာတော့ဂျမားရေးဆောင်ရှုံးမှုလုံလောက်စွာမရတာကြောင့်တိုက်ဆုံခဲ့ရတဲ့နိုင်ငံရေးအချင်းသူအချင်းသား22ယောက်ထိရှိခဲ့ပြီးမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာစိုးမြင့်မောင်လည်းထုံတွင်တိုက်ဆုံခဲ့ရပါတယ်။ယူရတဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင်ပြည်သူတိုက်ဆုံတာတွေများလာတာကြောင့် ဆိုရင်နေရတဲ့ဖကန်ဒေရခန်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဖကန်ကြောက်စိမ့်သွင်းနေတာကိုစစ်ကောင်စီစစ်ကြောင်းတွေဝင်ရလာတဲ့နောက်ပိုင်းပြည်သူတွေထိခိုက်ဒေဆုံးတာတွေရှိလာပြီးဆိုရင်ထိတ်လန့်စရာတွေများလာတယ်လို့ဒေရခန်ရကပြောပါတယ်။ပြီးခဲ့တဲ့မေလ29ရက်နေ့ကဖကန်ဒေရကိုစစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေဝင်ရောက်လာပြီးနောက်ပိုင်းမော်ဒေရတွေကိုစစ်ကြောင်းထိုးနေတယ်လို့လောက်ွက်အတွင်းကြောင်မြတ်တူဖော်ရေးဆက်ရနေရတွေကိုမြင်းရှုပ်ဖြစ်စည်းတာစစ်ကြောင်းမှာတွေ့တဲ့ဒေတာခဏတွေကိုတတ်ဖြတ်တာခြေရရက်ွက်တွေအတွင်း လူသူမသိအသက်ခံရတာတွေနဲ့လူနေကျေးရွာရပ်ကွက်တွေအထိတိုက်ပွဲတွေဖြစ်နေတာပါလုံခင်းကျေးရွာအနီးတဝိုက်မော်ဝမ်းလေးကျေးရွာဘက်မှာနေတိုင်းနီးပါးစစ်ကောင်စီနဲ့ KIA တို့တိုက်ပွဲတွေဖြစ်နေတဲ့အပြင်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေအတွက်လုံခြုံမှုမရှိတော့ဘူးလို့လုံခင်းဒေသခံမျိုးသားတူဦးကမြစ်နာတည်င်းကြားနယ်ကိုပြောပါတယ်ကရာကောမုံတုံချုံမုံဒဲဖြစ်ဆံရာလောက်ခဲမဆိုင်တုံချုံမုံကောင်းလာဆဲတရမရတူခွေတနန်တဲ့ရှင်နာမုံ ကိုရာကိုထယူတဲ့ရာကိုထယူချေကိုနာတိနာဘာဘာညူပဲတကနာပေမီတိဒံဒေတာလို့ရှိမယ်ငွန်ကိုနာတခန်တဲ့ခန်ထယူခမကာရငါခွန်ဆောခမဝတ်မှုရာရှရာဖပင်းမနာခွန်မနာတဲ့ခေမကန်နမတဲ့တကောဖြန်ငါနာမောတဲ့ခေမကန်ရတော့ကရငါလနကြီးပြခတ်မှုတွေကြောင့်လုံခြုံတဲ့နေရာအဖြစ်သတ်မှတ်ထားတဲ့ဆစ်ဆောင်စခန်းတွေလည်းလုံခြုံမှုမရှိတော့တဲ့အတွက်စိုးရိမ်နေရတယ်လို့ဆိုပါတယ်။တချို့ကတော့တိုက်ပွဲဖြစ်လာမှာစိုးရိမ်တာကြောင့် တခြားရက်ွက်တွေပဲတင်းဆောင်နေရပြီးအဲ့ဒီရက်ွက်တွေမှာပါ လုံခြုံမှုမရှိတော့ဘူးလို့ဆိုပါတယ်။ဟိုပူဆောင်ပြီးတဲ့နေရာတိုက်ပွဲရမှာဖြစ်ဘူး။ကိုယ်သွားဆောင်တဲ့နေရာတိုက်ပွဲရဖြစ်ဆိုတော့ဟောဘောတော့ဒီပြည်သူတွေအနေနဲ့ကတော့ကိုယ်ရုံးဆောင်ခံဖြစ်ပြီးမှစိတ်ကြကြတဲ့အပိုင်းတွေတော့အများကြီးရှိရော။တိုက်ပွဲကနေရာတိုင်းလူလူဟောလာဖြစ်တယ်၊ဒီနာဖြစ်တယ်ဖြစ်တာဆိုတော့အားလုံးကလုံးမဲ့လက်မဲ့ဖြစ်ကုန်တော့စာဝန်ကြီးကတော့ပြည်သူကိုပြောစရာမလိုဘူး။ကိုယ်ကစာဝန်တော်တော်လေးကိုချက်တာပါ စစ်ကောင်စီစစ်ကြောင်းဖားကမြို့ကိုဝင်ရောက်လာတဲ့အချိန်တလနီပါအတွင်းရန်ကုန်တောင်ပောက်ခွဲတာလမ်းနဲ့ကြီးပစ်ခတ်တာစစ်ကြောင်းအတွင်းအသက်ခံရတာနဲ့အကြောင်းမဲ့အသက်ခံရတဲ့ဒေသခံပြည်သူ40လောက်ထိဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်။စစ်ကောင်စီစစ်ကြောင်းထိုးတဲ့အချိန်လမ်းမှာတွေ့တဲ့သူတွေကိုပစ်တတ်တာစစ်ကြောင်းတွားရလမ်းမှာအသက်ခံထားရတဲ့အလောင်းတွေ့တာနဲ့ရန်ကုန်တောင်ပောက်ခွဲတာကြောင့်ထိဆုံးသူ25ယောက်ရှိရလို့သိရပြီး ဒီတိုင်းကျေးရွာလမ်းလေတွေမှာဘယ်အဖွဲ့အစည်းရဲ့လက်ချက်မှမသိဘဲပြစ်တက်ခံထားရတဲ့အလောင်းကတော့၁၇လောင်းအထိရှိနေရလဲဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်းစည်ရေးတဲ့မှနေဆက်အနေထားဖြစ်ပြီးစစ်ကောင်စီတပ်နဲ့ KIA KBD ပူးပေါင်းတပ်တို့အပြန်အလှန်ပစ်ခတ်မှုတွေရှိနေဆက်ဖြစ်ပြီးကန်စီစစ်ကောင်စီဗျူဟာကုန်းကနေမော်ဝါလီဘက်ကိုနေတိုင်းလိုလိုလက်နက်ကြီးတွေပစ်ခတ်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ၄ရက်နေ့မှာစစ်ကောင်စီပူးပေါင်းတပ်တွေကမြစ်ချနာဖက်ကန်လန်အတိုင်းစစ်ကြောင်းထိုးလာတာဖြစ်ပြီ မေလ29ရက်နေ့မှာဖက်ကန်ဘက်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပါအဲ့ဒီနောက်လုံခင်းချေဝါကတောင်ပေါ်ဖုံးကြီးချောင်းမှာအထိုင်ချပြီးတတ်ဆွဲနေရလည်းဖြစ်ပါတယ်မြစ်ချနာဒရင်ချာနဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာတာပတိနေ့မနေ့၈ရက်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်ချနာဒရင်ချာနဲ့ Facebook YouTube Telegram Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်ပြည်သက်အားလုံးကိုစိတ်နှလုံးသုံးပါ 점마 찬다 잡았지